ဒီချိန်မှာတော့ပြည်တွင်းမှာရှိတဲ့မြန်မာတွေရောပြည်ပမှာရှိတဲ့မြန်မာတွေရောကတကယ်ကိုမှတနာစရာကောင်းတဲ့အခြေအနေမျိုးမှာစိုက်ရောက်နေတယ်ပေါ့ရှင်နော်။ဘယ်နေရာပဲကြီးလိုက်ကြီးလိုက်စိတ်ချမ်းသာစရာတကွမှမရှိဘူးပေါ့ရှင်။ဒါပေမဲ့လေပြည်သူတွေကအာတင်းထားကြတယ်။ဒါကိုအတိုင်းသားတွေ့နေရတယ်ပေါ့နော်။ဘယ်လိုခက်ခဲမျိုးပဲဖြစ်ဖြစ်တောက်ခံနေကြတယ်။ရေပေးဆိုလည်းလူထောင်နဲ့ချီတည်ခဲ့ပြီးပြီ။ဒါလေးနှစ်လုံးမှာဖြစ်ခဲ့ပေါ်ပါပြီ။ဒါကဘေးအန္တရာယ်တွေ။ဘုံဆိုလည်းကျဲ တဲကျင်တဲ့နေရာတွေခြေခဲ့မှုပါဗျဒါတွေကိုလည်းအမြဲတမ်းစာဖတ်တယ်လို့လိုက်ဖတ်နေရတာဖြစ်တဲ့တော့ပြည်သူတွေရဲ့နှလုံးသားထဲမှာဘာဖြစ်လာလဲဆိုရင်တစ်ဖက်ကပျက်စီးယွယွမှုတွေစိတ်ဓာတ်တွေပျက်စီးလာတာဖြစ်တယ်လို့ကြံတစ်ဖက်မှာကောင်းတဲ့ဘက်ကိုပြန်ကြည့်ရင်တော့ပြည်သူတွေเนาะဒီအမှန်တရားကိုလူကျင်တဲ့တရားမျှတမှုကိုလူကျင်တဲ့ပြည်သူတွေကတော့ဒီအပေါ်မှာစိတ်ဓာတ်တွေကြန့်ခိုင်လာတယ်ပေါ့ရှင်เนาะဘာလာလာဟိုခံနေရတဲ့အနေအထားမှာမငြင်းမညူပဲနဲ့ပေါ့เนาะဒီကိုအစဉ်ပြေတလူမျိုးလေးပဲ เนาะပြောလဲမပြောရဲကြဘူးလေเนาะအဒီအနေတိုင်းမှာကိုယ်အဆင်ပြေတယ်လို့တောက်ခံနေကြတယ်အဲတာရီကိုကြည့်ပြီးတော့လဲအင်တာမန်စိတ်မကောင်းဖြစ်ရတယ်ပေါ့ရှင်เนาะအဲ့တော့ဒီအကျန်းဖတ်မအားလာစစ်အုပ်စုဟာရေဘေးပဲလာလာမြေဘေးပဲလာလာနိုင်ငံတနိုင်ငံလုံးပြက်စီးသွားမဲ့အရေးဘယ်လိုတဘာဝဘေးအန္တရာယ်ဘေးပဲလာလာပေါ့เนาะသူတို့အတွက်ဘယ်သူအတွက်အကျိုးပုံရှိသွားလဲဆိုရင်သူတို့အတွက်ပဲအကျိုးပုံရှိသွားတာเนาะအခု တခြားနိုင်ငံတွေကနေပြီးတော့ရတဲ့အလူတွေမနှဲပါဘူးဒီမနှဲတဲ့အလူတွေကိုမင်းအွန်လိုင်းတို့စစ်အုပ်စုကခွက်ခေါက်ပြီးလူခံခဲ့တာပါဒါသူတို့ပြောတဲ့စကားတိုင်းပြောရင်ခွက်ခေါက်ပြီးနိုင်ငံတကာကိုလူခံခဲ့တာတိုင်းပြည်ကိုကူညီဖို့ကယ်ဆယ်ဖို့အတွက်တာဘာမှမလုပ်ကင်ပေးခဲ့တာနော်ဒါကိုမြောက်ပြပြီးစံတောင်းတဲ့အဖြစ်မျိုးလောက်ရက်မျိုးကိုတော့မအလားစစ်အုပ်စုကပြောင်ပြောင်တင်းတင်းပဲလုပ်ခဲ့အဲ့တော့ကျမတို့ကနာဂိမုံတိုင်းကြီးမှာဖြစ်သွားတဲ့တာရကတွေကိုကြည့်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် နော်နိုင်ငံတကာကလာပေးတဲ့အမှုတွေကပြည်သူလက်ထက်ကိုလုံးဝမရောက်ဘူးနဲ့သူတို့အိတ်ကတ်တွေကိုဝယ်ဝေစားမျှစားနဲ့ရောက်သွားမှာဖြစ်တယ်လို့နော်နာကိမာရုံးကလည်းနိုင်ငံတကာကလာတဲ့အမှုတွေကိုဒီလိုပဲလမ်းအနေဖြတ်ခုတ်ယူပြီးတော့မှပြည်သူလက်ထက်ကိုဘာမှမရောက်ခဲ့ပါဘူးတိမ့်နဲ့ချီပြီးတော့ပြည်သူတွေအသက်ပေးအသက်ဆုံးရှုံးကိုယ်အိမ်တွေပြည့်စည်ရတဲ့အနေအထားမှာမအလားစစ်အုပ်စုဘာမှမလုပ်ပေးခဲ့တယ်လို့နော်ဒီ2008အခြေခံဥပဒေကြီးကိုလူတွေအသက်ပေးနေတဲ့အချိန်မှာပဲရအောင်ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်နော်လူမဆန်တဲ့လုပ်ရက်တွေကိုပဲတောက်လျှောက်လုပ်ခဲ့တာအခုနောက်ပိုင်းမှာ ဖြစ်လာသမျှဘေးသဘောဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ကိစ္စအရရအားလုံးဒီလေပြည်သူကသာလှိမ့်ပိတ်ခံရမှာဖြစ်ပြီးတော့မအားလားစေအုပ်စုအတွက်ကတော့ပို့ပြီးတော့ကောင်းသွားတာဖြစ်ပါတယ်အဲ့တော့ပြည်သူကိုပဲပြန်သက်မယ်ငွေတွေသူတို့ရသွားတာပေါ့ရှင်เนาะအဲဒါပေမဲ့လည်းเนาะကျမတို့ကဟိုဘာလို့တစ်ချက်ပြန်ကြည့်ရမလဲဆိုလို့ရှင်လက်ရှိအစိုးရလို့ခေါ်လို့မရတော့လောက်အောင်မင်းအောင်လိုင်တို့ကမအားလားတို့စေအုပ်စုကနေမြေတွေကိုဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ကျမတို့တော်လိုင်းရေး အဖွဲ့တွေတော်လိုင်းရေးဘတ်တော်သားတွေအညီနဲ့ပဲဒီနေမြေတွေကိုစိုးမိုးထားနိုင်တာနေမြေတွေကိုသိမ့်ပိုက်ထားနိုင်တာမြန်မာတိုင်းငံလုံးအတိုင်းတာနဲ့ဆိုရင်အလေတကွက်ပဲကျန်တော့တယ်နော်မန္တလေးရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့လောက်ပဲကျန်ခဲ့တဲ့ကျန်တော့တဲ့အနေထားပေါ့နော်ကျန်တဲ့နေရာတွေမှာသူ့နေရာနဲ့သူရှိတယ်ဒါတော့မှဒီမန္တလေးတို့အဲဒီပဲခူးတို့ရန်ကုန်တို့မှာလည်းဒါသူ့အဖွဲ့နဲ့သူတော်လိုင်းရေးအဖွဲ့တွေကရှိနေပြီးသားဖြစ်တယ်အဲ့တော့ဟိုတတိုင်းပြည်လုံးအတိုင်းတာနဲ့ဆိုရင်သိမ့်ထားနိုင်တာကတော့ဒါကျမတို့ဒီတော်လိုင်းရေးအဖွဲ့တွေဘက်ကပုံပြီးတာရယ်ပေါ့ရှင်ဒါပေမဲ့ဒီ နိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့အခါမှာတော့မအာလာတို့ကဒီနိုင်ငံအေးရအသာစီးရနေလို့ပြောလို့ရတာ။ဘာဖြစ်လို့လဲဆိုရင်တရုတ်ပါလေသူ့ဘက်မှာတရုတ်ကတောက်ခံပေးရတယ်။သူ့ကိုတောက်ခံပေးရတယ်တရုတ်ဆိုတာကအာဆီယံမှာကတော့ဒါခေါင်းဆောင်ဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကရုရှား။ရုရှားဆိုရင်လည်းစစ်လက်နက်ထုတ်လုပ်တဲ့နော်တကယ်ကိုမှအင်အားကြီးတဲ့နိုင်ငံဆိုတာကိုမြင်လို့မရဘူးရှင်နော်။အဲ့တော့အဲ့ဒီအင်အားတွေရှိရပြင်ဒီရက်ထဲမှာထပ်ထွက်လာတဲ့နော်ဒီအာဆီယံအစည်းအဝေးမှာမင်းအွန်လိုင်းကိုအာမင်းအွန်လိုင်းပါမယ်ပေါ့ရှင်နော်။ဒါလူရသွင်းတာပေါ့။ ဲ့တော့အာဆီယံကဘယ်ချိန်လောက်အောင်လှမ်းနေရဆိုတာတော့ကျွန်မအနေနဲ့မခန့်မှန်းနိုင်ပေမဲ့နော်မင်းအောင်လိုင်းတို့ကတော့သူတို့တစိုးလက်ဆောင်ဗန်ဒါများနော်ပေးပြီးတော့ဒါတော့ပြောစရာမလိုလို့ရှင်အမြဲတမ်းလုပ်နေကြပဲနော်ပြည်သူမျက်နှာကိုမငဲ့ပဲနဲ့ပြီးတင်အောင်ပြီးပလိုက်ပြီးတော့ဒါအမြဲတမ်းလုပ်နေကြလောက်ွက်တွေပေါ့ဆိုတဲ့အခါကျတော့သူတို့ကတော့သူတို့လုပ်စရာရှိတာကိုဆက်သွားနေတာဖြစ်တဲ့အတွက်အာဆီယံခေါင်းဆောင်နေနေနဲ့ကကျမတို့စဉ်းစားမိသလောက်တော့သူတို့စိုးရိမ်နေတာကရုရှားရုရှားကိုစိုးရိမ်နေတာဖြစ်တယ်ရုရှားစစ်တင်းမော်တွေ တတ်ဆိုင်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့နောက်ကဒီနျူကလ িয়ার တပေါင်းဘူကိစ္စကိုလည်းအာဆီယံအနေနဲ့ကောင်းကင်းနေတာဖြစ်ပါတယ်။အဲ့တော့မအလကိုသူတို့ဘယ်လိုကင်တွေဖြေရှင်းမယ်ဆိုတာမသိပေမဲ့လောလောဆယ်မှာလက်တလုံးမှာတော့လူရအတွင်းဖို့ကြိုးစားနေတာတော့ဒါအတိုင်းသာမြင်နေရတာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျမကဒီပုံမှာဗာပြောချင်တာလေဆိုရင်ကျမတို့ဒါပြည်သူတွေပြည်သူတည်းလုံးတော်လန်ခဲ့တဲ့တော်လန်ရေးဖြစ်တယ်။ဒီတော်လန်ရေးမှာကျမတို့ဒီ၄နှစ်အတိုင်းမှာတိုင်းပြည်တစ်ပြည်လုံးရဲ့နော် ဟိုတဝက်ချမ်းလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတန်းပြီတပီလုံးရဲ့၃ပုံပုံလိုက်နှစ်ပုံလောက်ကိုကကျွန်တော်တို့တော်လန်ရေးတက်ခွေတွေကသိမ့်လိုက်တာပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆက်သွားရမှာကဒီတော်လန်ရေးကိုနော်ကျွန်တော်တို့ဒီထက်ပို့ပြီးတော့နေမီတွေစုံမုံနိုင်ဖို့ဒါအဓိကဖြစ်တယ်ကျွန်တော်တို့မှာဒီတလန်းပဲရွေးချယ်ကြရှိတယ်အဲ့တော့ရန်သူကိုချိန်မပေးပါနဲ့လို့ပြောချင်တယ်ဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအယူကြီးမှရှိတဲ့လူကြီးမင်းများနော်ရေပြင်မှာရှိနေတဲ့ရဲဘော်ရဲဘက်များကျွန်တော်တို့ရဲ့အားကိုးရတဲ့ပြည်သူရဲဘော်များပေါ့ရှင်နော်အားလုံးကိုပြောချင်တာကကျွန်တော်တို့က ဒီနေမြေတွေတိမ့်ဖို့တိမ့်နိုင်ဖို့ဒါအဓိကဖြစ်တယ်ဒါကိုပဲကျွန်တော်တို့အာယုံစိုက်ပြီးသွားရမှာဖြစ်တယ်ပေါ့နော်တော့ပြည်တွင်းပြည်ပမှာရှိနေတဲ့မြန်မာများအားလုံးကလည်းเนาะဒါအမှန်တရားကိုပြန်လို့တဲ့လူများတရားမျှတမှုကိုလိုချင်တဲ့လူများအားလုံးကလည်းဒီဒါကိုဝိုင်းဝန်းပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပေးစေချင်တယ်ပေါ့ရှင်เนาะအဲ့တော့ဒီရက်ထဲမှာကျွန်တော်တို့ဘက်ကဒီတော်လိုင်းကြီးဆိုတာကတော့အများအမ်း အဲသူ့ဘက်ကိုဘက်သူနိုင်လိုက်ကိုနိုင်လိုက်သူတို့ဘက်ကအားတက်စရာဖြစ်လိုက်ကိုဘက်ကအားတက်စရာဖြစ်လိုက်ပေါ့ရှင်နော်ဒါပေမဲ့အခုကတဘာဝဘေးဖြစ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ဒီအဖက်ကိုလည်းခံစားနေရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ခံစားချက်တွေကမကောင်းဘူးပေါ့ရှင်နော်အဲဆိုတော့အဲ့ဒီပုံမှာဒီတော်လိုင်းနဲ့ပတ်သက်တဲ့အခါကျတော့လေဒီနိုင်ငံရေးအရာဒီလိုမျိုးအာဆီယံကလူရသွင်းဆက်ဆံလာတဲ့ပုံမှာလည်းကျွန်တော်တို့အနေနဲ့တော့သိပြီးတော့အစီအမပြေဘူးပေါ့ရှင်နော်ဒါပေမဲ့လည်း ဒီတိုင်းမှာကကျွန်တော်တို့ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စမှာလည်းတကယ်တမ်းကျရင်ပြန်အပ်တာမဟုတ်ရှင်အတန်ပဲထုတ်လိုက်တာတကယ်တမ်းကျရင်ပြန်အပ်တယ်ဆိုတာကဒါတို့တို့ပြန်ပြီးတော့အဲ့ဒီမှာသွားပြီးတော့ဟာလာရုံးနေပြန်ဖွဲ့ပြီးတော့ဒီလိုမျိုးအဲဒီဒီပင်တယ်ရဲ့နော်အဲဒီဒီဒေတာဒီဒေတာကိုပြန်ပြီးတော့ပုံမှန်လဲပတ်နိုင်တာမဟုတ်တို့တို့နေရာလည်းမရှိဘူးနော်အချိန်မယွေးနော်ဒီဒီဘုံမကျရဘူးဆိုတော့ အဲဟာဒီလောက်ပဲသူတို့ကဂရိကိုပြုထားရပြီးတော့ကျန်တာကပါဇက်စကားပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ပြန်ပေးတယ်ဆိုတော့ကတည်င်းထုတ်ယုံတစ်ခုပဲရှိတာကျန်တာကတော့ဒါဆက်ပြီးတော့ထိမ့်သိမ့်နာသေးတယ် MMD လေးရပေါ့နော်ဆိုတော့လုံးလုံးပြန်ပေးတဲ့အနေအထားမျိုးတော့ကျွန်တော်တို့မမြင်ရသေးဘူးပေါ့ဒါနိုင်ငံရေးကစားကွက်ကလည်းအဲနည်းနည်းတော့နော် မြင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတော့ကျွန်တော်တို့ဆုံးဖြတ်လို့မရသေးဘူးပေါ့နော်ဒါကြောင့်မို့လို့ဟိုဒေါသထွက်တဲ့လူတွေကတော့ဒေါသထွက်တယ်ကျွန်တော်တို့လည်းကြားကြားချင်းမှာဒေါသထွက်ပေမဲ့နိုင်ငံရေးမှာလက်ကွက်တွေကစားကွက်တွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့မျှော်လင့်လာကဒီလိုလက်ကွက်ကစားကွက်ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်အခုချိန်မှာတော့လာရှုပ်ကိုလုံးလုံးပြန်ပေးသေးတာမဟုတ်သေးပါဘူးဒါကျွန်တော်တို့ဟိုမြေပြင်ကသတင်းတွေအရှားပေါ့ရှင်နော်ဆိုတော့ပြန်ပေးရသေးတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကကျမတို့လောက်ရမှာတခုပဲရှိသေးတယ်။သူကသူဘလောက်ပဲဘယ်နိုင်ငံနဲ့ပဲဘလို့ပဲချိတ်ဆက်ပြီးတော့ဘာတွေပဲလူရအတွင်းနေအတွင်းနေဘာတွေပဲလှုပ်ဆောင်နေလှုပ်ဆောင်နေ နေမီကသာစကားပြောမှဖြစ်တယ်နောက်ဆုံးနေမီတွေကိုဘလောက်တင်ထားနိုင်တယ်ဘလောက်ထိထိန်ချုပ်ထားနိုင်တယ်ဆိုတာကသာစကားပြောမှဖြစ်တဲ့အတွက်ဒီနေမီတွေကိုအမြန်ဆုံးဒီ2025မှာတင်ပိုက်နိုင်ဖို့ ਨੇ ချီချီရောက်ရောက်ဟိုလုတ်ပြနိုင်ဖို့သာကျမတို့ကလိုအပ်နေတယ်ပေါ့နော်ဒါကြောင့်မလို့ပြည်သူတွေကိုเนาะဒီတော်လန်ကြီးမှာပါဝင်နေတဲ့ပြည်သူများကိုလည်းပန်ကြားချင်တာကဒီထက်ပုံပြီးတော့တော်လန်ကြီးကိုအားစိတ်ပေးကြပါကျမတို့မှာเนาะတင်ထားတဲ့နေမီ